ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ image to video test to video အဲ့လိုမျိုးကျွန်တော်တို့ဓာတ်ပုံတစ်ခုကို upload တင်လိုက်တာနဲ့ဗီဒီယိုအဖြစ်ပြောင်းလဲဖန်တီးပေးတယ်စာရေးလိုက်တာနဲ့ဗီဒီယိုအဖြစ်ပြောင်းလဲဖန်တီးပေးတဲ့ AI tool တစ်ခုကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြောပြပြရှင်ပါတယ်ဒီ AI tool ကကျွန်တော်တို့ဓာတ်ပုံတစ်ခုကို upload တင်မယ် prompt ရေးမယ် generate လုပ်လိုက်တာနဲ့ ကျွန်တော်တို့ upload တင်လိုက်တဲ့ဓာတ်ပုံအတိုင်းတဘွားဆန်ဆန်ဗီဒီယိုအဖြစ်ပြောင်းလဲဖန်တီးပေးတဲ့ AI tool တစ်ခုဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီ AI tool က AI နဲ့ဖန်တီးထားတာလားတကယ်ရိုက်ထားတဲ့ဗီဒီယိုလားဆိုတာကိုခွဲခြားမရလားအောင်တဘွားဆန်တဲ့ AI tool တစ်ခုဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးပါဗိစီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကဲဗီဒီယိုကိုစလိုက်ကြရအောင်ပါ အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Google Chrome search bar မှာ bit2ai ဆိုပြီးရေးလိုက်ပါ ရေးပြီးဒါနဲ့ enter ခေါက်လိုက်ပါနော် enter ခေါက်လိုက်ပါခေါက်လိုက်တာနဲ့အပေါ်ဆုံးမှာရှိနေတဲ့ website AI video generator ဆိုတဲ့ website ထဲကိုဝင်ပေးလိုက်ပါဝင်ပေးပြီဆိုတာနဲ့ AI ရေ AI website ရေးထုံးစံအတိုင်းကျွန်တော်တို့ Google account အခုနဲ့ sign in ဝင်ဖို့လိုအပ်ပါတယ် ကျွန်တော်တို့ဆိုင်အင်ဝင်တာကိုမပြတော့ပါဘူးဆိုင်အင်ကလူတိုင်းဝင်နိုင်မယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်တို့ try bit 2ဆိုတဲ့ဟာကိုတစ်ချက်လောက်ကလီးလိုက်ပါကလီးလိုက်တာနဲ့ဒီနေရာမှာတွေ့ရမှာက reference to video နဲ့ image to video ဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဓာတ်ပုံကနေ video ဖြစ်ပြောင်းလဲဖန်တီးပေးတာကိုကျွန်တော်ပြောပြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ image to video ဆိုတဲ့ဟာ အောက်မှာရှိနေတဲ့ try now ဆိုတဲ့ဟာတွေကိုတစ်ချက်လောက်ဝင်ပေးလိုက်ပါဝင်ပေးပြီဆိုတာနဲ့ဒီနေရာမှာတွေ့ရမှာက reference to video image to video test to video ဆိုတဲ့ဟာအသုံးမျိုးကိုတွေ့ရမှာဖြစ်ပါတယ် reference to video ကသူကဓာတ်ပုံကို upload တင်ပေးတင်ပြီးတာနဲ့သူက template ပုံစံမျိုးသွားတဲ့ဟာမျိုးဖြစ်တယ် image to video ကကျွန်တော်ကဓာတ်ပုံကို upload တင်ပေး prompt ရေးမယ်အဲ့လိုမျိုး generating လုပ်ပေးတဲ့ဟာဖြစ်တယ်ပြီးရင် test to video ကကျွန်တော်တို့စာသားရေးလိုက်တာနဲ့သူက video အဖြစ်ပြောင်းလဲ fancy ပေးတဲ့ဟာပြုဖြစ်ပါတယ်ကျွန်တော်ကဥပမာအနေနဲ့ကျွန်တော်ဒီနေ့ပြောပြရှင်တာကတော့ image to video ကိုကျွန်တော်လုတ်ပြပေးတော့မှာဖြစ်ပါတယ် image to video ကို select ပေးလိုက်ပါပေးပြီးတော့ ਨੇ အောက်မှာရှိနေတာက first နဲ့ last ဆိုပြီးသူက ddot ပုံပုံကို upload တင်ခိုင်းမှာဖြစ်ပါတယ် ပထမ first ဆိုတဲ့နေရာမှာကျွန်တော်တို့ upload တင်မယ်ဒုတိယ last ဆိုတဲ့နေရာမှာ upload တင်မယ်အဲ့ဒီဓာတ်ပုံပုံကိုကျွန်တော်တို့ကဟိုဟာပုံစံပြီးကျွန်တော်တို့စကားပြောနေတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးလို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်က first ဆိုတဲ့နေရာကိုကျွန်တော်က click တစ်ချက်လောက်နှိပ်လိုက်မယ်နှိပ်ပြီးတဲ့ gallery ထဲကိုတန်းရောက်သွားမှာဖြစ်ပါတယ် gallery ထဲကိုရောက်သွားတဲ့အခါမှာကျွန်တော်တို့ဓာတ်ပုံတစ်ခုကို upload တင်လိုက်ပါ တင်ပြီးပြီဆိုတာနဲ့သူက busy on the image describe the content you want to generate ဆိုရဲနေရာမှာကျွန်တော်တို့ prompt ရေးဖို့လိုအပ်ပါတယ်နော်ကျွန်တော်ဥပမာအနေနဲ့ရေးပြမှာကတော့ he is he is eating durian ဆိုပြီး prompt ကိုကျွန်တော်ဥပမာအနေနဲ့ရေးပြပါမယ် ရေးပြီးတော့တာနဲ့အောက်မှာရေးပြီးတော့တာနဲ့အောက်မှာသူက creating ဆိုတာရှိပါတယ်အဲ့ဒီ creating ကိုတခြားလောက်ကလေးလိုက်ပါကလေးလိုက်တာနဲ့ AI tool ကနေပြီး generating လုပ်ပေးနေမှာဖြစ်ပါတယ်အဲ့ generating လုပ်ပေးတဲ့အခါမှာတော့အရှင်နည်းနည်းလောက်ဆောင်းပေးဖို့လိုအပ်ပါတယ်နော် second byte လောက်ဆောင်းပေးလိုက်ပါ second လောက် second byte mini level လောက်လို့နေစောင့်ပစ်လိုက်ပါတော့ကဲအခုနောက်ကကျွန်တော် generating ကျွန်တော် creating လောက်လိုက်တဲ့ video ကအခုလိုမြင်တွေ့ရမှာဖြစ်ပါတယ် ျွန်တော် upload တင်လိုက်တဲ့ video file ကကျွန်တော် upload တင်လိုက်တဲ့ဓာတ်ပုံကနေပြီးကျွန်တော် video ဖြစ်ပြောင်းလဲဖန်တီးပေးတော့မှာဖြစ်ပါတယ်ကျွန်တော် upload တင်လိုက်တဲ့ video ကလည်းကျွန်တော်တင်လိုက်တဲ့ပုံစံအတိုင်းကျွန်တော်တင်လိုက်တဲ့ပုံစံအတိုင်းသူကသဘောဆင်ဆင်နဲ့ generating လုပ်ပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ် generating လုပ်ပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တင်လိုက်တဲ့ ပုံကားဆိုလို့ရှိရင်လုံးဝပြောင်းလဲမသွားပါဘူးအဲ့လိုမျိုးတကယ်ကိုသဘွားဇန်နေအတူတူဖြစ်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းကျွန်တော် AI နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကို နေ့စဉ်ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်